န္တလေးမြဟာမြတ်မှုရိဘုရားကြီးရဲ့မြတ်တပိတ်အခိုးခံတဲ့ဘသူခိုးလဲဆိုတော့ခမရုပ်မှန်လို့ဖြည့်ဖြည့်ကြတော့နော်တချို့တွေဘဲဘယ်တရင်ကမှန်လဲဘယ်အရာကမှန်လဲဆိုပြီးတော့ဝေဝေဝါးဝါးတွေဖြစ်နေမှာဆိုလို့မြတ်တပိတ်မဟာမြတ်မှုရိမန္တလေးမှာရှိတဲ့မဟာမြတ်မှုရိဘုရားကြီးရဲ့မြတ်တပိတ်ခိုးတဲ့တရားခံသူပါပဲမင်္ဂလာပါအစီနန်းတော် YouTube Channel ရနေကြိုးစိုးပါတယ်ရွေးကောက်ပွဲကနီးလေလေး အာနာရှင်လူစုကနိုင်ငံတကာရဲ့မျက်နှာစာမှာမျက်နှာပန်းလှဖို့နိုင်ငံတကာရဲ့မျက်နှာစာမှာမျက်နှာပန်းလှဖို့နော်ပြည်တွင်းမှာ မျက်နှာပန်းလှဖို့မဟုတ်ဘူးပြည်သူကိုတော့အကြောက်တရားနဲ့အုတ်ချုပ်ဖို့အတွက်မဲပေးတာတောင်မှ၆လန့်ပြီးမဲပေးခိုင်းတဲ့အရာတွေအများကြီးရှိတယ်အဲ့ဒီအထဲမှာမှမအားလာရဲ့ဇက်ဆောင်တွေအများကြီးရှိတယ်ဥမာဥခင်ကြီးတို့ပောက်ကိုတော်တို့ဒီမျိုးစုံနဲ့ ဘဲလွတ်တော်အမတ်ကကောင်းပါတယ်ဘဲကိုစလေလောင်းကကောင်းပါတယ်ကောင်းပါတယ်ဆိုပြီးတော့ဤမျိုးစုံနဲ့လိုက်ပြီးတော့စီယုံနေရတယ်ဒီလိုစီယုံနေတဲ့အခါကပြည်တွင်းမှာရှိတဲ့ပြည်သူကိုမဲမထဲမှာဆိုလို့မဲမထဲလေသူတို့ကမတရားအဥပဒေမတရားလုတ်တဲ့လုံနီးလုတ်ဟန်နေနဲ့မဲကနိုင်ပါပဲဒါပေမဲ့နိုင်ငံတကာစာမျက်နှာမှာဒီလိုမြန်နပန်းလှဖို့လုံနေတဲ့အချိန်မှာတိုင်းတစ်ပါးမှာရှိတဲ့အမှန်တရားကိုမြန်နိုးတဲ့လူတွေကို မရရတဲ့နီးနဲ့စီးရုံနေတယ်အဲ့ဒါထိုင်းနိုင်ငံတွေမှာရောက်နေတဲ့ခမည်းလူကျုပ်တို့အားလုံးအသိပဲ CI စာအုပ်အနီစာအုပ်တွေကိုတတန်းမတိုးပီးဘဲနဲ့ကလိန်ကချင်းနီးနဲ့လုပ်နေရတယ်အဲ့ဒီအရာကိုထိုင်းနိုင်ငံအတွင်းမှာရှိတဲ့အစိုးရအဖွဲ့အစည်းတွေကသူတို့ကတော့ရှင်းတယ်လူသမားရိုက်ရင်ပြီးရောဆိုတဲ့ပုံစံမျိုးလူစွာအရင်မြင့်ရိုက်ရင်ပြီးရောဆိုတဲ့ပုံစံမျိုးအဲ့ဒီအရာပေါ်မှာထိုင်းနိုင်ငံကိုတွားပြီးကျွန်တော်တို့မြန်မာနိုင်ငံနိုင်ငံသားတွေရဲ့အဖြစ်ဖို့လို့မရဘူး အဓိကကျွန်တော်တို့စာအုပ်အထောက်ထားမရအောင်သူတို့ရဲ့မဲရွက်ကောက်ပွဲကိုအားပေးလို့ရအောင် ရုပ်မာနေတာကမအလာနဲ့အာနာရှင်တို့တို့ကရုပ်မာနေတာမနေ့က6ရက်နေ့ကတန်ယုံရှိမှာမဲပေးတဲ့လူကြီးများပြားနေတာကိုဗီဒီယိုဖိုင်တစ်ပိုင်းဖွင့်ပြမယ်ရှင်းလာကြကောင်းတယ်ဒီကနေ့စနေနေ့ဒီဇင်ဘာ6ရက်မနက်ပိုင်းကဘန်ကောက်မြို့မြန်မာတန်ယုံဘန်ကောက်တန်ယုံရှိ6ကတ်နေတဲ့စစ်ကော်မရှင်မဲပေးပွဲတဲ့ယုံရှိမြင်ခွင့်ပါပုံမှန်ဆိုရင်ရွေးကောက်ပွဲကြိုတင်မဲပေးပွဲတွေမှာ လူတန်းရှည်ကြီးတွေနဲ့စီကားနေတတ်ပေမဲ့ဒီနေ့မှာတော့ထိုင်းရဲတပ်ဖွဲ့ရဲ့လုံခြုံရေးအထက်ထက်ကြားမှာမဲလာပေးသူအနေငယ်သာတွေ့ရပြီး၆ကက်လို့နေပါတယ်။နိုင်ငံတကာရွှေပြောင်းသွားလာနေထိုင်ရေးဆိုင်ရာအဖွဲ့ IOM မြင့်စင်းအရထိုင်းနိုင်ငံမှာမြန်မာနိုင်ငံသား၄တန်းကျော်၄တသမတသန်းနေထိုင်ကြတာပါ။ဒါပေမဲ့ဒီမနက်မဲယုံဖွင့်ပြီးပထမနှစ်နာရီအတွင်းမှာမဲလာပေးသူ25ဦးလောက်ပဲရှိတယ်လို့ AFP သတင်းတောက်တွေကဆိုပါတယ်။ထိုင်းလူသမဝင်ကြီးဌာနစီရင်ဝင်တရဝင်းလူသား9သိန်းလောက်ရှိတာတော့မှတန်ယုံရှိမှာတော့လူသူကင်းမဲ့နေတာထူးခြားမှုတစ်ခုပါပဲ။ လာရောက်ပေးပြသူတချို့ကလည်းမှတ်ချက်ပေးဖို့ညှင်းဆိုကြတယ်လို့ AFP သတင်းကဆိုပါတယ်။ဒါဟာစစ်ကော်မရှင်ရွေးကောက်ပွဲကိုဝေဖန်ရင်းထောင်နဲ့ဆယ်နှစ်အထိကြာနိုင်တဲ့ဥပဒေတွေထုတ်ထားလို့ကြောက်ရွံ့တာဖြစ်နိုင်တယ်လို့အများစုကတော့ဒီရွေးကောက်ပွဲကိုအထူးအရောင်ဖြစ်သတ်မှတ်ပြီးတပိတ်မောက်ထားကြတာလို့အကဲခတ်တွေကသုံးသပ်ပါတယ်။တန်ယုံတောင်ဝင်ရှိသူတွေကိုယ်တိုင်ကလည်းမဲစင်းသွေးထားသူဘလောက်ရှိလဲဆိုတာကိုထုတ်ဖော်ပြောကြားခြင်းမရှိပါဘူး။ဒီဇင်ဘာ28မှာပြုလုပ်မဲ့ရွေးကောက်ပွဲအတွက်ပြည်ပကြိုတင်မဲပေးခြင်းကိုစင်ကာပူ၊ဟောင်ကောင်နဲ့ချင်းမိုင်မြို့တွေမှာစတင်နေပါပြီ။ 2015နဲ့2020ရွေးကောက်ပွဲတုန်းကတန်ယုံတွေရှိမှမိုင်းနဲ့ချီရှည်လျားတဲ့လူတန်းကြီးတွေရှိခဲ့ဘူးပဲ။အခု2025မှာတော့တော်လန်ရေးအင်အားစုတွေရဲ့တပိတ်မှတ်မှုကြောင့်ပြည်ပရောက်မြန်မာတွေရဲ့စိတ်ဝင်စားမှုလုံးဝမရှိသလောက်နှဲပါနေတာကိုတွေ့ရပါတယ်။ဒါကအမှန်တရားကိုမြန်လို့ပြီးအတူအောင်ရွေးကောက်ပွဲဆိုတာကိုတိတဲ့မြန်မာနိုင်ငံနိုင်ငံသားတွေရဲ့လုပ်ရက်ဒါအမှန်တရားပါ။ဒီအမှန်တရားကိုမျက်ကွယ်ပြုပြီးလုံဆန်းနေတဲ့လူတွေလည်းရှိနေသလိုပဲ။အာနာရှင်စနစ်ကြာရှုံးအောင် လုံနေတဲ့လူတွေမှာမကောင်းတဲ့အကျင့်တရေတွေကြောင့်တော်လိုင်းကြီးဟာကြာနေတဲ့အနေထားရတယ်ရှိတယ်။ဒါတွေနဲ့ပြီးမသွားဘူး။ရုပ်ောက်ပွဲနီးလာလေငါတမရဖြစ်ဖို့အရေးနိုင်ငံတနိုင်ငံလုံးကိုငါလဝကြီးအောင်ရောက်ဖို့အရေးပညာအရေးအချင်းကိုကြီးကိုသွင်းတဲ့ရှေ့ဆောင်လမ်းပြခြင်းမရှိဘဲနဲ့နေရတကားဖျားတွေမှလိုက်ပြီးရေရာတွေချေပြည်သူတွေကိုမျက်နှာပြောင်တိုက်ဈေးဈေးတွေရှောက်သွားပြီးတော့နေနေတဲ့မအလာတယောက်ကတော့ ကျွန်တော်တို့မြန်မာနိုင်ငံအတွင်းမှာရှိတဲ့မဟာမြတ်မုနိဖရာကြီးကမြတ်တပိကိုခိုးနေတဲ့ပုံကျွန်တော်ပြမယ်။အဲ့မကြီးနော်မန္တလေးမဟာမြတ်မုနိဖရာကြီးရဲ့မြတ်တပိအခိုးခံတဲ့ဘသူခိုးလဲဆိုတာခင်ဗျားတို့မှတော့ဖြည့်ဖြည့်ကြတော့နော်တချို့တွေဘဲဘယ်တရင်ကမှန်လဲဘယ်ရာကမှန်လဲဆိုပြီးတော့ဝေဝေဝါးဝါးတွေဖြစ်နေမှာဆိုလို့မြတ်တပိမဟာမြတ်မုနိမန္တလေးမှာရှိတဲ့မဟာမြတ်မုနိဖရာကြီးရဲ့မြတ်တပိခိုးတဲ့တရားခံသူပါပဲ။ ကျွန်တော်တို့မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ထေရဝါဒဗုဒ္ဓဘာသာထွန်းကားတဲ့မြန်မာနိုင်ငံသူနိုင်ငံသားတွေလွဲမားနေတဲ့အသိဉာဏ်လေးတစ်ခုကျွန်တော်ဒီကနေ့ suggestion လုပ်ချင်ပါတယ်။အဲ့ဒါကိုဘလူကပြောလဲဆိုတော့ထေကြီးဝါကြီးကျွန်တော်တို့ငငယ်တုန်းကသူ့ရဲ့တရားတွေကိုနာပြီးအိတ်ခရရတဲ့ဂူဂူကြီးကပြောခဲ့တာ။ဘလို့ပြောလဲကြည့်လိုက်။မြန်မာနိုင်ငံအတွင်းမှာရှိတဲ့နိုင်ငံသူနိုင်ငံသားတွေစင်းရဲနေတယ်ဆိုတာအဲဒါဘုံကြီးတွေတာတဲ့စင်းရဲနေတယ်ဆိုတာက အတိတ်ဘဝကအလှူတန်းနေမပြုတ်လောက်ခဲ့လို့ဒါကြောင့်မိမိလက်ရှိရောက်နေတဲ့ဘဝမှာငတ်ပြတ်စုပ်ပြတ်နေပါစေမင်းတို့တွေလှူကြတဲ့အဲ့လိုပြောတယ်ဟုတ်ပြီအဲ့လိုလှူလိုက်ပြီ၂၁အာနာသိမ့်ပြီးနောက်ပိုင်းမှာရွှေဘုံဘုရားမှာရှိတဲ့ရွှေတွေဂောဘကမှာရှိတဲ့ငွေကြေးတွေကိုဘသူကချီးတာလဲဘသူကခိုးတာလဲခမရတို့တဒါပြက်လို့လှူလိုက်တဲ့ငွေကြေးတွေအားလုံးဖရားကနေတွားပြီးချီးလို့ရလားအစင်းစင်းစင်းကျွန်တော်ညီမနိုင်ငံနိုင်ငံသားတွေမှာလွဲမားနေတဲ့အတွေးခေါ်နဲ့ မိမိတကယ်သိရမယ့်အမှန်တရားတစ်ခုဒါကြောင့်မလို့ကျွန်တော်စကားပြောတဲ့ချိန်တိုင်းမှာတောင်းတာထက်တဲ့ပြောတယ်လက်မဲကြီးကိုမင်းတို့မြင်တတ်ကြလက်မဲကြီးကိုမမြင်တတ်ဘူးဆိုရင်အမြဲတခွက်ရောက်နေလိမ့်မယ်အဲ့တော့ပွားပြီးလှူကြတယ်လှူလဲလှူရောနိုင်ငံအုပ်ချုပ်မင်းလုတ်တဲ့မင်းစုံမင်းညစ်မအားလာကဖះကရွှေတီခွာတယ်ဖះခောပကမှာရှိတဲ့ငွေကြီးတွေကိုခဏချီးတယ်ဆိုပြီးစစ်သုံးစရိတ်ထုတ်ပြီးပြည်သူကိုစနစ်တကျရုံမာနေတာဒါဆိုရင်ခမရတို့ တကယ်ရုပ်ဝိထုကိုကိုးကွယ်မှာလားဖျားဟောတဲ့တကယ်တရားတော်တွေကိုလိုက်နာကျင့်သုံးပြီးကျင့်ကြံမှာလားဆိုတာကဒီမှာအဖြေပဲဒါကြောင့်မလို့ခဏခဏစိတ်ဆိုးဒေါသထွက်ရင်ကျွန်တော်ပြောတဲ့စကားရှိတယ်မင်းတို့ဒီလောက်တောင်အတိညာတရားကင်းမဲ့နေတယ်ဆိုရင်အိမ်မှာရှိတဲ့ဖျားစင်ရိုက်ချိုးလိုက်မိမိစိတ်တဏ္ဍာမှာရှိတဲ့ကိုယ်စိတ်နှလုံးသုံးပါးသလုံးညင်ညွတ်ပြီးတော့လှူတာတန်းတာပဲဖြစ်ဖြစ် စေတနာတရားတရားရှိလို့ပေးကမ်းတာပဲဖြစ်ဖြစ်ဒီအရာတွေကမိမိစိတ်နဲ့ပဲဆိုင်တယ် မိမိစိတ်နဲ့ဆိုင်တဲ့အရာကိုလက်တွေ့ကျင့်သုံးသွားတဲ့ဗုဒ္ဓဘလို့ကျင့်သုံးသွားတယ်ကျင့်သုံးသွားတဲ့အရာတိုင်းလိုက်ပြီးတော့ကျင့်ကြံကြည့်အဲ့ဒါအဖြေပဲအဲ့ဒီအဖြေကိုတိတိကြီးနဲ့လိန်လို့ရအောင်မြန်မာနိုင်ငံအတွင်းမှာထေကြီးဝါကြီးဆိုတဲ့တန်ကားတွေပြည်သူတွေလေးစားအားကြပါတယ်ဆိုတဲ့အမှုပညာရှင်အတက်ပညာရှင်တယုတ်ဆောင်တွေဒီလူတွေက စနစ်တကျနဲ့မအလာရဲ့အလိုကျလိုက်ပြီးစိုက်ဝါတဲ့ ဂျင်းထဲလာခံလဲခံရတော့မြန်မာနိုင်ငံသူနိုင်ငံသားတွေကတကယ်လက်မဲကြီးကိုမမြင်ရတော့အဲ့ဒါအဖြေပဲကျွန်တော်ပြောတဲ့စကားတွေရဲ့အဓိပ္ပာယ်ကိုနားလေချားလိုက်မယ်ထင်ပါတယ်နားမလဲဘူးဆိုရင်ဒီကွန်မန်ဒီမှာဝင်ရေးလာခဲ့ကျွန်တော်တို့ဆွေးနွေးလို့ရတယ်အဓိကလက်မဲကြီးဟာဘသူလုံနေတာလဲတော်လန်ရေးမအောင်အောင်ဘသူတွေကလုံနေတာလဲအာနာရှင်စနစ်ချရှုံးအောင်လုံနေတဲ့အချိန်ကတည်းကဘသူတွေကကပ်ဖက်ရက်ဖက်နဲ့လိုက်ပြီးတော့ဖြက်လို့ဖြက်စီးလုံနေလဲ ကျွန်တော်တို့က speaker speaker သမားတွေဖြစ်တဲ့အတွက်ကိုယ့်ဘက် NUG အဖွဲ့အစည်းကမှားနေရင်လည်းကျွန်တော်တို့ကပြောမှာပဲဘာကြောင့်လဲအဖြေကရှင်းပါလေကျွန်တော်တို့လူချင်းနဲ့ပန်းတိုင်ကိုကြားရရနေဝင်ဖြတ်တဲ့အခွင့်အရေးသမားတွေရှိနေလို့ကျွန်တော်တို့ကပြောခြင်းဖြစ်တယ်ဒီလိုပြသပိခိုးပြီးတဲ့နောက်မှာရင်နာတရားနော်ရင်နာတရားတစ်ခုပြောပြမယ်ဓမ္မစာဖတ်ပြမယ်တီတီကူဆရာတော်တဲ့မြန်မာနိုင်ငံအတွင်းမှာအာနာရှင်လူစုက စနစ်တကျနော်မြန်မာစကားကိုဒီကျွန်တော်ထောင်စနစ်တကျနဲ့ရုပ်မာရက်ဆက်ပြီးတို့စနစ်ဆိုးတစ်ခုတည်မြဲဖို့အတွက်ဘုံကျဲမီးရှို့တပ်ဖြတ်ရုပ်မာနေတဲ့အရာကိုမြန်မာပြည်သူလူထုရဲ့ချွေးနှဲစာတွေနဲ့အလှူခံပြီးရရှိလာတဲ့ငွေကြေးတွေကိုခင်ဗျားတို့တို့တို့အနေကတော့အထင်ကြီးလေးစားခဲ့တဲ့တီတကူဆရာတော်ဆိုတဲ့ဂူဂူကဘယ်ကိုလှူလဲပြမယ်ကြီးတီတကူအဓိပတိဆရာတော်ဖျားကြီးမှတီတိလင်ကရေဘေးတင်ပြည်သူများအတွက်အမေရိကန်ဒေါ်လာ1000လှူဒါန်းနဲ့ ေသူများကြီးတင်ပါတယ်စေတနာသရတရားထက်တန်တဲ့မြန်မာနိုင်ငံသူနိုင်ငံသားတွေကိုကျင်းစာတရားရှိတဲ့မြန်မာနိုင်ငံနိုင်ငံသားတွေလှူဒန်းထားတဲ့ငွေကြေးကိုဒီနေရာမှာကျွန်တော်မနာလို့ဖြစ်ပြီတီလီလင်ကနိုင်ငံတော်လှူဒန်းနေတယ်โอเคအဲ့ဒီတောင်သွားပြောရင်ကျွန်တော်ပုတ်ခတ်တယ်ပြောမယ်ကိုနိုင်ငံအတွင်းမှာဖြစ်ပျက်နေတဲ့အရာတွေကိုဒီဖုန်ကြီးမတိလေရော့သလားအတိခောက်ခတ်အဝင်နှက်ပြီးအရိယာဖြစ်နေတဲ့ ဖုန်ကြီးကိုတိုင်ကအရိယာမဖြစ်သေးတဲ့လူပုပ်ကိုတွေကိုဘာကြောင့်များနီးပေးလမ်းပြကောင်းမွန်တဲ့အရာကိုညှွန်ပြသုံးမှတုံတင်ခြင်းမရှိဘဲနဲ့သူကိုတိုင်မအားလနဲ့ဒန်းတူပြည်သူကိုစော်ကားပြည်သူချွေးနေစာကိုစားပြီးတော့ဘာကြောင့်တစ်နေ့တည်းရုပ်မာနေတယ်လဲဆိုတာဒါအဖြေပဲတတ်တော်ရှိအဘိဓမ္မာဒဇမဟာရထဂုရုတောနတ် သမရွှေကျင်သာသနာပိုင်တည်တည်ကူစီအဓိပတိစီရတော်ဖရာကြီးသည်တီးလင်းကနိုင်ငံတွင်ရေဘေးတံတင့်၍ဒုက္ခရောက်နေကြသောပြည်သူများအတွက်ရည်ရွယ်၍ယနေ့ဒီဇင်ဘာ6ရက်2025ညနေပိုင်းတွင်အလှူငွေများပေးရလှူဒန်းခဲ့သည်တဲ့တီးတည်ကူစီရအမှုတင်တာပြည်သားမယ်နော်အဲ့မှာလာပြီးထပ်ပြီးတော့တီးတည်ကူစီရတော်ဖရာကြီးသည်တီးလင်းကပြည်သူများရေဘေးတံခံစားနေရကြောင်းကြားသိရသည့်အတွက်များစွာစိတ်မကောင်းဖြစ်ရပါကြောင်းမိန့်ကြားခဲ့ပြီတဲ့ဒါခင်ဗျားတို့ကြားဘူးလေနိုင်ငံအတွင်းမှာ စပီရင်းစစ်ဖြစ်နေတဲ့အချိန်ကမှရုရှားနိုင်ငံတော်ရောက်တဲ့အချိန်မှာရုရှားနိုင်ငံတော်ကြီးအထွတ်ရှိတည်တတ်ခိုင်မြဲပါသည်သူကြီးတို့ပြောခဲ့သေးတယ်။ဆရာတော်ဖျားကြီးကိုစားတီတီကူတာသနာပြုအဖွဲ့လူကြီးများမှတီးလိန်ကတန်အမတ်ကြီးမြန်မာနိုင်ငံဆိုင်ရာထံသို့တွားရောက်ခါအမေရိကန်ဒေါ်လာတစ်သောင်းကိုလှူဒန်းပေးရခဲ့ခြင်းဖြစ်သည်တဲ့။မြန်မာနိုင်ငံအတွင်းမှာတန်း၃၀ကျော်သောမြန်မာနိုင်ငံသူနိုင်ငံသားတွေအငတ်ဘေးနဲ့ရင်ဆိုင်နေရပြီးတော့အိုးမဲအိမ်မဲနဲ့တောကြုံအောင်ကြားလေခွင်းပြင်မှာတဲထုတ်ပြီးနေနေရတဲ့ မြန်မာပြည်သူပြည်သားတွေကိုဒုက္ခရောက်နေတာကိုဘာကြောင့်မျက်ကွယ်ပြုပြီးတော့မတိလီရောဆိုတာအလိုမျိုးသူလောက်တာလေခင်ဗျားတို့ရိုးရိုးတွေးကြည့်တီတကူအဓိပတိဆရာတော်ဘုရားကြီးဒီဘေးဒုက္ခကြုံတွေ့နေရတော့ကဘာအရရက်မှပြည်သူများအတွက်စာနော်စေတနာရှည်ထား၍ကုညီထောက်ပံ့မှုများကိုအစဉ်အမြဲဆောင်ရွက်လျက်ရှိသောမြန်မာနိုင်ငံ၏ထင်ရှားသည့်သာသနာပြုပုဂ္ဂိုလ်တူဖြစ်ပါသည်ခင်ဗျားတို့ဗျာတွေးကြည့်ကြဗျာအထင်ကြီးလေးစားပါတယ်ဆိုတော့ဆယ်လီဘရီဆိုတဲ့ဒီဘုံကြီးက ဘာကြောင့်ကိုယ်နိုင်ငံအတွင်းမှာဖြစ်ပျက်နေတဲ့ကိုယ်ပြည်သူကိုမကြည့်ဘဲနဲ့တခြားပြည်သူကိုတွားပြီးကြည့်တယ်လဲဆိုတဲ့ကစဉ်းစားကြည့်လိုက်ဘာလဲကြည့်တာကပ္ပစာမျက်နှာမှာကပ္ပဇက်ခုံမှာမြန်မာနိုင်ငံအတွင်းမှာရှိတဲ့ဒီဖုံးကြီးတွေဟာငါတို့နိုင်ငံဒုက္ခရောက်နေကြောင်လာကူညီတယ်ဆိုတဲ့ပုံရိပ်တွေကိုယူမယ်နာမည်ကြီးထင်ရှားကြော်ကြားတဲ့သာသနာပိုင်အဖွဲ့အစည်းမှရှိတဲ့လူတွေကကပ္ပသာသနာအစည်းအဝေးတို့တန်ခါအစည်းအဝေးတို့ ဘာသာရေးဆိုင်ရာအစည်းအဝေးလို့အဲ့ဒီအကြရင်ဒီဘုန်းကြီးတွေကိုအမွှန်းတင်ပြမယ်အဲ့လိုအမွှန်းတင်ပြတဲ့အတွက်မြန်မာနိုင်ငံအတွင်းမှာတော့အေဂျင့်နေပြီသူတို့မှပိုရှန်လို့ငါတို့နိုင်ငံကိုလာလှူတဲ့အဖြစ်မျိုးတွေပါရှိပါတယ်ဆိုပြီးတော့အာနာရှင်စနစ်ဆိုးတဆိုးရှိအောင်ဝိုင်းဝန်းထောက်ပို့ထောက်ပံ့နေတဲ့ထောက်တိုင်တွေထဲမှာဒီလိုဘုန်းကြီးမျိုးတွေထိတ်ဆုံးကနေပါတယ်ရိုးရိုးလေးတွေးကြည့်ကြအဖြစ်တွေကိုဘွားကနေထင်းကနေခင်ဗျားတို့မြင်လာလိမ့်မယ်ဖြစ်ချင်းချင်းလေးပဲ အခုနောက်တစ်ခုကျွန်တော်တို့ NUG အဖွဲ့အစည်းကနေကြေညာလိုက်တဲ့စာစာရုပ်ောက်ပွဲဝင်တဲ့သူတွေကိုထောင်နဲ့၃နှစ်ကနေ၅နှစ်အထိကြားခံနိုင်တဲ့ဥပဒေပြဋ္ဌာန်းနေတဲ့ဥအောင်ကြည်ညော့တရားဝင်အစိုးရဆိုတာပြည်သူကရွေးချယ်တင်မြှောက်ထားတာတရားဝင်အစိုးရမဖြစ်သေးဘဲနဲ့ဒီလိုဥပဒေတွေကိုပြဋ္ဌာန်းမဲ့အစားစစ်အနိုင်တိုက်ရေးကိုဖော်ဆောင်လိုက်မယ်ဆိုရင် ဒီလိုအုတ်ချုပ်ကြီးရန်ရရာတဖြည်းဖြည်းနဲ့ဖြစ်လာလိမ့်မယ်လို့ကျွန်တော်ကတဦးတယောက်ထဲရဲ့အမြင်နဲ့ NUG နဲ့ပတ်သက်တဲ့ဟာကိုဝေဖန်သုံးသပ်ပါတယ်။အရေးကြီးတဲ့အရာကဘာလဲ။အရေးမကြီးတဲ့အရာကဘာလဲဆိုတော့ကာကနနာဝေဖန်ပိုင်းခြားဆုံးဖြတ်နိုင်ပါစေ။နောက်စာတောင်းရှိသေးတယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာနညွှန်ကြားချက်2025ဒီဇင်ဘာလတရရနေ့ရထွက်လိုက်တာပဲခူးတိုင်း စစ်ဌာနနေမြေအတွင်းရှိပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နှင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖတိုင်ရင်တပ်ဖွဲ့များသည့်အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာန MODE ကုတ်ကဲမှုအောက်တွင်အကြမ်းဖက်စစ်အာဏာရှင်စနစ်အပြစ်သက်ခြုံငင်းရေးအတွက်ခြုံငင်းရေးအတွက်စီရေးစရာများကိုအချိန်လုံးမြင့်ဆောင်ရွက်လျက်ရှိသည်။ Okay ယခုအချိန်ထိတော်လိုင်းရေးရေချိန်အမြင့်ဆုံးကာလဖြစ်သည့်အားလျော်စွာစစ်အာဏာရှင်ကိုတစုတစည်းတည်းစုပေါင်းညီညွတ်မှုနှင့်တွန်းလှန်တိုက်ထုတ်ရမည့်အချိန်အခါလည်းဖြစ်ပါသည်။တို့ရတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့များရှိတိုက်ရင်တပ်ဖွဲ့များအချင်းချင်းကြားတွဲကွဲစီရင်တော်၎င်းပြည်သူလူထု၏အထင်အမြင်လွဲမှားစီရင်တော်၎င်းကြံစည်ဆောင်ရွက်လာမှုများကိုတွေ့ရှိရပါသည်။တို့ဖြစ်ပါ၍ဘကိုးတိုင်းစစ်တပ်နာချုပ်ကွယ်ကမှုအောက်တွင်ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဗျူဟာများတိုက်ရင်တပ်ဖွဲ့များနှင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖများအနေဖြင့်မလိုလားအပ်သည့်အစုပါကိစ္စများပေါ်မပေါ်ပေါက်စေရေးအတွက်မိမိတို့၏ကိုယ်ကမ်းမှုအဆင့်ဆင့်အားတီတီမြဲအမိတ်နှင့်အညီတဲ့ဖွဲ့စည်း ဆောင်ရွက်ထားရှိရစစ်တီတော်ကျင့်ဝတ်များကိုအလေးနာလိုက်ထားဆောင်ရွက်ရကြီးကြီးကျက်ဆောင်ရွက်ရန်နဲ့မိမိတို့နယ်မြေများအတွင်မဟာမိတ်များမှလွဲ၍အမျိုးသားညီညွတ်အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန MODE စာကရှုဝတ်လုပ်ပါတယ်နော်ကိုကဲမှုအောင်မရှိသည့်မိသည့်လက်နက်ကင်အဖွဲ့ကြီးကိုမဆိုလက်ခံထားရှိခြင်းနဲ့ပူးပေါင်းဆောင်ရွက်ခြင်းများလုံးဝလုံးဝမပြုလုပ်ရန်ညွှန်ကြားလိုက်သည်တဲ့ဆန်လင်းကိုကဲရေးမှုဘကိုတိုင်းစစ်ဌာန ဖြန့်ဝေခြင်းဗျူဟာများအားလုံးဘကိုးတိုင်းစစ်ထဏတိုင်းရင်တပ်ဖွဲ့များအားလုံးဘကိုးတိုင်းစစ်ထဏစစ်ဌာနတိုင်းခရိုင်မြို့နယ်ပါကဖာများအားလုံးဘကိုးတိုင်းစစ်ဌာနကဲဒီအရာကိုခင်ဗျားတို့ကြောက်တော့ပြည်သူတွေနဲ့ဘလို့မြင်လဲအာနာရှင်ကိုတွန်းလှန်နေတဲ့လူပုဂ္ဂိုလ်တူတူတယောက်မြည်သည့်အဖွဲ့အစည်းဖြစ်နေကျွန်တော်ကအားလုံးဝင်းရံရပါ ။ဒါဆိုရင်ဒီလိုစာမျိုးတွေဟာအာနာသိမ့်ပြီးတစ်နှစ်လောက်အကြာမှာထုတ်ရမယ်စာမျိုးတွေလို့ကျွန်တော်ကတော့မြင်တယ်ကျွန်တော်တူးလျောက်တယ်ခမရတို့ကရောဘလို့မြင်လဲမရှူနိုင်မကဲနိုင်ဖြစ်တဲ့အချိန်ကြမှာပေါင်းစည်းရွတ်စီတုံးညင်ညူရွတ်အတွက်ဆိုပြီးတော့လှုပ်ဆောင်နေတဲ့အရာတွေကြောင့်ဒီစာထွက်လာတယ်လို့ဖြစ်ထင်တယ်အယူကြီးဆိုတဲ့အဖွဲ့စည်းတရက်ကအများတွေပြောနေတာရှိပါတယ်လက်ရှိလှုပ်ဆောင်နေတဲ့အရာတွေနဲ့ တိုက်ကပြိုကျလို့တိုက်ပြက်ကြားတဲ့ကအပုတ်နဲ့နေထွက်လာပြီးတော့ပြည်သူတွေကိုကျဉ်တန်းအားရလောက်တဲ့အရာတွေဟာဒီစာရီဘဲလာတို့ကျွန်တော်ကပြည်သူတူတူရောက်နေနဲ့မေးမြန်းချက်ပါလေဒီထဲမှာမှမြင်းကြံဘလက်တိုက်ကအဖွဲကညီဘိုမိုက်ခဲရဲ့ပေါင်းစည်းချင်းဆိုတဲ့အရာတစ်ခုနဲ့ဘယ်လိုမျိုးလှုပ်ဆောင်မလဲဆိုတဲ့ဗီဒီယိုဖိုင်လေးရှိတယ်တားထောင်ကြည့်ပါ အာဟုတ်ဒါကတော့ကျွန်တော်တို့ကြားမိနေတူပေါ့နော်တောင်တန်းဒေသမှာလာပြင်းပြီးနေတယ်ကျွန်တော်တို့ဟုတ်ခိုင်တရင်စစ်ပစ်ကကျွန်တော်ရော်ပဲနေရော်ပဲနေဖြစ်ပါတယ်ဒါတွေကတော့အလဲဒီဘောပဲတော့ဒီသူများကြီးတွေပါတယ်ဒီကိုတရားလုံးဖိတ်ခေါ်တယ်ကျုံးမယ်ဆိုရင်လာခဲ့တာခီပါဟုတ်တယ်ဘောလေးအ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 ေး ဟေးအေးအဲအဲတော့ဒီဂျုံမယ်နော်တော်တော်စူပေါင်းမှရမယ်စူပေါင်းမှုနဲ့တူတူဂျုံရမယ်ဟေးမြင်းကျန်ဘလတ်တိုက်ကအဖွဲ့ရဲ့ဘုံမိုက်ခေါင်းတော်ဘုံမိုက်ခဲကစီလုံးညီညွတ်မှရမယ်ဆိုတဲ့လူငယ်တွေရဲ့စိတ်နဲ့ပြောတယ်အယူကြီးဆိုတဲ့အဖွဲ့အစည်းတရက်ကနေအခုအချိန်မှစီတုံးညီညွတ်ဖို့အတွက်စာရီထုတ်ပြီးတော့ငါဘတ်မပါရင်မရဘူးဆိုတဲ့စကားတွေလည်းခင်ဗျားတို့ကြားဘူးလေ ငါဘက်မပိုင်မရဘူးဆိုတဲ့ပုံစံမျိုးကြတော့ဘယ်လိုပုံစံဖြစ်မလဲဒါဆိုရင် EAO လက်နက်ကိုင်အဖွဲ့အစည်းနဲ့အဲ့ဒီမှာ local PDF ဆိုတဲ့အရာတွေစစ်အာဏာရှင်စစ်ခွေးတွေကိုတွန်းလှန်နေတဲ့အဖွဲ့အစည်းတွေကိုများစော်ကားသလိုများဖြစ်သွားသလားဆိုရင်တွေးမိတယ်ဒါကိုယ့်ဘက်မှာမှားနေတဲ့အရာတွေနဲ့ကိုယ့်ဘက်မှာဖြစ်ပျက်နေတဲ့အရာတွေအဲ့ဒီလိုဖြစ်နေလေအာဏာရှင်ကတိတ်ပြီးတော့ကြိုက်တယ်အဲ့လိုကြိုက်လို့ရောက်အောင်လဲစနစ်တကျနဲ့မကောင်းတဲ့အကျင့်ကြံတွေနဲ့ပြည်သူလူထုကိုရုပ်မာနေတဲ့အရာတွေအများကြီးရှိတယ်ဒီမှာတော့ဒီ ပေါင်းမြေဒီဗီဒီယိုဘာလည်းမဖွင့်ပြခဲ့အမျိုးဘာသာသာသနာကိုဆောက်ရှောက်ပါတယ်ဆိုတဲ့ဖះသားတော်ပောက်ကိုတော်ဘဲရောက်နေတယ်ခမားနေမှာပေါ့မျိုးသူမျိုးသားတွေကိုဒီလိုမျိုးနှင်းပန်းနှိပ်စက်ပြီးတော့စနစ်တကျရုံပါနေတယ်ခမားငရဲသွားဖို့အစင်တင်ဖြစ်ပြီလားလို့ပောက်ကိုတော်ကိုမေးကြတယ်မြန်မာမှာစစ်တပ်ကလူငယ်လေးကိုကိုလန့်အင်ကာရီဖျက်တောက်ခဲ့ပါတယ်။မကွေးတိုင်းပေါ့မြို့နယ်မှာစစ်ကောင်စီတပ်ကလူငယ်လေးကိုစစ်ကြောင်းထိုးရတဲ့လျှောက်လူသားတိုင်းဖြစ်ဖမ်းဆီးခဲ့ပြီးကိုလန့်အင်ကာရီကိုလည်းဖျက်တောက်ခဲ့ပါတယ်။ ။မကွေးတိုင်းပခောက်ကူခရိုင်ပေါ့မြုံနယ်ကစစ်ကောင်စီတပ်ရဲ့ကပ္ပဆာ24ကထွက်လာတဲ့စစ်ကြောင်းကတဲပင်ရွာနဲ့မကြီးကုန်းရွာတို့ကိုအော်တိုဘာလ29ရက်နေ့မှာစစ်ကြောင်းထိုးခဲ့ပါတယ်။အဲဒီစစ်ကောင်စီစစ်ကြောင်းကတဲပင်ရွာနဲ့မကြီးကုန်းရွာကလူငယ်၄ဦးကိုဖမ်းဆီးပြီးလက်ချောင်းနဲ့နရွက်တွေကိုဖျက်တောက်ခဲ့တယ်လို့မကွေးတိုင်းပကဖကထုတ်ပြန်ထားပါတယ်။စီကောင်စီတပ်ကလူငယ်သုံးဦးကိုလက်ပြန်ကျိုးတုပ်ကလက်နှစ်ဖက်မှာရှိတဲ့လက်ညှိုးတွေကိုတသားတုံးပေါ်တင်ပြီးဖျက်တောက်ခဲ့ပါတယ်။နောက်တစ်ဦးကိုတော့စကားတင်နေလို့ဆိုပြီးနရွက်ကိုဖျက်တောက်ခဲ့ပါတယ်။ အဲ့ဒီနောက်စစ်တပ်ကဖမ်းဆီးထားတဲ့လူငယ်လေးကိုပေါ့မြုံနယ်မြောက်ပိုင်းစစ်ကြောင်းထိုးရာတခြားမှာမန်ရှင်လင်းရဲ့အတွက်လူသားတိုင်းဖြစ်ဖမ်းဆီးသွားပါတယ်။ပေါ့မြုံနယ်မြောက်ပိုင်းတခြားကိုစစ်ကြောင်းထိုးနေတဲ့စစ်ကြောင်းကနိုဝင်ဘာလ29ရက်နေ့မှာတော့ပခုတ်ကူမြုံနယ်ငဖောင်ခံကြီးရွာကိုရောက်ရှိခဲ့ပြီးဖမ်းဆီးထားတဲ့လူငယ်လေးကိုပြန်လွတ်ပေးခဲ့ပါတယ်။လူသားတိုင်းဖြစ်ဖမ်းဆီးခံရပြီးကိုလန့်အင်ကဖြစ်တော့ခံရသူတွေဟာတဲပင်ရွာကအသက်20ရွယ်ကိုဖြိုးဝေစောကိုခိုင်လင်းအောင်အသက်18နှစ်ရွယ်ကိုမင်းခန့်စောနဲ့မကြီးကောင်ရွာကအသက်25နှစ်ရွယ်ကိုပြည်စုံဝင်းတို့ဖြစ်ပါတယ်။ ဒါဆိုရင်ငါလူမျိုးမှမှန်တယ်ငါနေရဒေသမှမှန်တယ်ဆိုတော့အတ္တဇွဲတွေရှိနေတဲ့သာသနာကိုကောက်ွယ်ဆောက်ရှောက်မှာသာသနာတော်ကြီးပြန်ပေါ်အောင်ဆောက်ရှောက်မယ်ဆိုတော့ပောက်ဖို့တော့ခမဘယ်ကိုရောက်နေလဲမေးကြတယ်အောက်ခြေမှာရှိတဲ့အစင်လေးပဲမေးကြတာအပေါ်မှာရှိတဲ့ခမရဲ့ဆရာတွေအာနာရှင်တို့တို့ရဲ့ရုပ်မှရက်ဆက်နေတဲ့အရာတွေကိုဒါလက်တွေ့ပဲဒီလိုမျိုးဖြစ်ပျက်နေတဲ့အရာတွေတိ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 ပူပြီးတော့စိုးမလာအောင် ကျွန်တော်တို့ဘက်ကဥဆောင်နေတဲ့ NGO အဖွဲ့အစည်းအနေနဲ့ထိထိရောက်ရောက်မြန်မြန်ဆန်ဆန်လေးလုပ်ပြီးပါလို့စပီကာသမားတယောက်အနေနဲ့တိုက်တွန်းပါတယ်အားလုံးကောင်းကောင်းလေးပါဗျာ